အဲ့ဒီအဆုံးမစကားဟာမှန်ကန်တဲ့အဆုံးမစကားဖြစ်လို့နားထောင်ရုံတက်တဲ့နဲ့မပြီးပါဘူးဆေးနဲ့အလားတရံတူတယ်ဆေးဆိုတာတောက်မှအကျိုးရောက်မှဖြစ်တယ်ညွန်ကြားထားတဲ့ဆေးကိုတောက်ဖို့လိုတယ်လို့ပဲမြတ်စွာဘုရားရဲ့အဆုံးမဆိုတာလဲဘာလဲလို့မေးလို့ရှိရင်မလုံရမှနဲ့လုံရမှဒီနှစ်ခုပဲပြောတာเนาะ မလုံရမှာနဲ့လုံရမှာဒီနှစ်ခုပဲပြောတယ်။ကိုတန်းသမီးကိုဆုံးမတဲ့မိဘတွေအခုဒီထဲမှာမိဘတွေအများကြီးပါတယ်။တန်းသမီးကိုဆုံးမတာနှစ်မျိုးပဲဆုံးမတာကိုကကိုယ်လည်းစဉ်းစားကြည့်။တို့ဆုံးမတာနှစ်မျိုးတည်းဆိုတော့ဟုတ်လားလို့။ဒါမလုံနဲ့ဒါလုံဒီလမ်းမသွားနဲ့ဒီလမ်းသွားဒါပဲမဟုတ်လား။မလုံရမှာနဲ့လုံရမှာဒီနှစ်ခုပဲပြောတာပဲ။အချင်းချုပ်လိုက်လို့ရှိရင်မလုံရမှာနဲ့လုံရမှာဒီနှစ်ခုပဲပြော။ မြတ်စွာဘုရားကလည်းဆုံးမတယ်ဆိုတာဒါပဲပြောတာဒါမလုံးနဲ့ဒါလုံးမလုံးရမှာနဲ့လုံးရမှာဒီနှစ်ခုပဲပြောအဲ့ဒီနှစ်ခုသေးသေးချာချာနားလည်ပြီးတော့ကံကောင်းခြင်းလို့ရှင်မလုံးရမှာကိုရှောင်းလုံးရမှာကိုလှုပ်ဆောင်ဟောတာကံကောင်းခြင်းအကြောင်းပဲဖြစ်တယ်နော်စေရနာကောင်းလင်ကံကောင်းသည်လို့ပြောတာဟာကစေရနာတစ်ခုတည်းကိုဥတီပြောတာအခု ဒီကနေ့ညမြတ်စွာဘုရားဟောတဲ့တုတ်တန်တစ်ခုအရကံကောင်းအောင်တို့ဘာတွေလုပ်ရမလဲကြည့်မြတ်စွာဘုရားကကံကောင်းခြင်းလင်စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်စိတ်ဓာတ်ပြင်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍမှာကောင်းတဲ့ကံဆိုတာဟာကောင်းရချမ်းသာပေးမှကံကောင်းတဲ့လို့ခေါ်တာလေ ကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာကောင်းတဲ့အပြစ်ကင်းပြီးကောင်းရချမ်းသာလေးကိုပေးတာကိုကုသိုလ်ကံလို့ခေါ်ပြီးတော့အကုသိုလ်ကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသိုလ်ကံလို့ခေါ်တယ်အဲ့တော့ကံကောင်းဆိုတာကုသိုလ်ကံကိုပြောပြီးကံဆိုးဆိုတာအကုသိုလ်ကံကိုပြောတယ်နော် လောကလူတွေကကံစိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်လို့ခြေပါဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးเนาะတယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေမပြောကြကွတ်တက်ဆို ဗမာပြည်ကလူတွေသာဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်စားတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတွေကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောတယ်အမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတွေကအဲ့ဒါဟာ သိုးချိုးကလွံ့မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်းဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လူတွေဆိုတော့မမေ့ဖို့ပေါ့နော်မမေ့ဖို့အဲ့တော့မြတ်စွာဘုရားဟောတာတမပတ္တိဆိုတဲ့တုတ်တံမှာဟောထားပုံလေးကိုကြည့်ကံကောင်းတယ်ဆိုတာကုသနာမှာကုသတရားတွေဖြစ်မှကံကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လို့ဆိုရင် အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တာကုသတရားတဲ့အဲ့ဒီကုသတရားကုသနာမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထားစိတ်ထားကြတော့ပြင်မွေးရမေ့ကြတတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးရသော်ဗျာရဲ့ဆုံးမနဲ့ အညီမနေနိုင်မဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမှန်တမ်းမှများအဲ့တော့စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်ပါမြတ်စွာဘုရားရဲ့အဆုံးမအပေါ်တို့တော့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှုနေပါတာကိုအတ္တထသရတရားကိမဲ့ခြင်းလို့ဆိုဆိုရလို့လူတယောက်ဟာ စိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝထားတဲ့ဖရာကန်တော်တန်ရှင်းလို့ချင်မှလုံးပါလေစိတ်ဝင်စားပန်းလဲဖို့လည်းစိတ်ဝင်စားဥပုံနေဥပုံဆောင်ဖို့လည်းစိတ်ဝင်စားမနဲ့ထားတန်ဃာတွေဆုံးလောင်းဖို့ဆိုစိတ်ဝင်စားအဲ့ဒီလိုတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအဲ့ဒါအတ္တတလို့ခေါ်တယ် အဲ့ဒီအတ္တထဆိုတဲ့မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဘူးဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုတဲ့တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါဘယ်ဆရာတော်တရားဟောဟောမြတ်စွာဘုရားတရားတွေကပဲဟောကြားမှာပဲဖြစ်တယ် ွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာတိုးအောင်နာမယ်ရေရမောရလို့ဆိုလေအတွေ့တွေနဲ့မတွေ့ပါနဲ့ဘယ်တရားဘောရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေမျိုးဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာရဖို့နာအနုဘုဆို၎င်းအညောင်းခံပြီးဘာလို့လာငုတ်တုတ်ထိုင်မလို့အတိညာရမှတန်ဖို့ရှိတော့ဘောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့ တရားတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်တည်းယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမရှက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကာဆိုတဲ့စိတ်သဘောတရားကိုပြင်လိုက်ပါ မဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ်မကောင်းမှုအကုသိုလ်ဆိုတာလူတိတိမတိတိဒီလောကအလိုလူမလောက်ဘူးဆိုပြီးတော့ယွမုံတယ်ဆိုတဲ့ဟိရိစိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုး မထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမဟုတ်တာလောကတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ ဒုက္ခတွေကိုခယူးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မေးလေးထွန်းထိုင်လှတဲ့ထင်ပြီးတော့မိမိတောက်ထဲကိုခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်နဲ့ရှဲကနေဆိုမိလောင်တာခံရတယ် အဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သည့်အတွက်ကြောင့်သက်ဆုံးသွားတယ်။အေးမကောင်းမှုလောက်မှမကြောက်ဘူး။ပဝန်းကျင်ကိုဂရုမစိုက်ဘူး။ I don't care ဆိုတဲ့လူတွေပေါ့နော်။ဘာလို့မဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပဝန်းကျင်ကိုလေးစားမယ်။အမေဖေးဆရာသမားတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်။ကိုယ့်ပဝန်းကျင်ကိုယ့်လူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့ဆိုရင်လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင်အချိန်ဆွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်ဆွဲတယ်ဆိုတော့ဘယ်လိုဆွဲလဲဆိုစောပါသေးတယ် နော်စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်နော်ယာတိဥရုကအေးလို့ရှိရင်လည်းယာတိဥရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လည်းပူလွန်နေနောက်ချသွားလို့ရှိရင်လည်းနောက်ချသွားပြီစင်ကြီးလေးတွေပြေးပြီးတော့လူဟာ အပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ဘယ်လုပ်ပဲလုပ်လို့ကိုကစောစီစီရောက်အောင်လုပ်ပြီးတော့ကိုလုပ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရနော်အဲ့လိုလုံလုံတဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတရားအလူပွဲတပွဲလူတရားရောက်လာရောက်လာတဲ့အခါမှာဝေယဝိဆတ်လှုပ်ရှားရတွေတွေ့တော့အာကျွန်တော်အလူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းတော့ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကဆားနေသေးတယ်ဆိုအဟုတ်ထင်ပြီသူထမင်းကြွေးကြထမင်းဆားပြီးတဲ့အခါအာလှုပ်ရှားရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်တယ်ဗျာဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းဆားတော့ကလည်းဆားလို့လို့အကြောင်းပြထမင်းဆားပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့တော့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်းအပြင်းထူချင်းပဲဖြစ်တယ် လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တိုးတက်မှုမရနိုင်ဘူးတဲ့။ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆိုးစိတ်နေသဘောထားတွေကို ပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအထုံးပဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်။ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လိုတယ်။အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေနော်။ ကကောင်းလာလိ်မယ်နောက်ဆုံးအရေးကြီးဆုံးကတော့ဘာလို့ဆိုရင်စဉ်းစားညာစဉ်းစားညာမရှိဘူးဆိုရင်ကံမကောင်းနိုင်ဘူးလုံးတင်တာနဲ့မလုံးတင်တာမစဉ်းစားတတ်ဘူးစီးပွားရှာတဲ့အခါမှာလည်းပဲဒီဒီဆင်ញံတုံတရား မရှိဘူးဆိုရင်စီးပွားဥစ္စာမဖြစ်ဘူးဆင်ញံတုံတရားရှိအတိညာကျင်ကျင်ပြန်ပြန်စီးပွားအထုံမဲ့ဆိုလို့ရှိရင်စီးပွားဥစ္စာဖြစ်တယ်တိုးတက်များပြသွားတဲ့ပုဂ္ဂိုလ်ကစီးပွားဥစ္စာ ဒီပန္တနောမျိုးကနေပြီးတော့ကပ္ပကုလသဘကမှာအတွင်းဝင်ရောက်ထီအောင်ဖြစ်သွားတဲ့ဥတ္တန်ဆိုတာအလုံးသိနေချက်သူဟာပြင်းထူနေလို့ဖြစ်တာလားကြိုးစားလို့ဖြစ်တာလားပညာမဲ့ရဲ့တန်းနဲ့ဖြစ်တာလားပညာရှိလို့ဖြစ်တာလားပြောကောင်းပြောကြလိုက်မယ်ဥတ္တန်ကံကောင်းတယ်လို့နော်တကယ်ကတော့ဥတ္တန်မှာအခုလို့အရေးချင်းကောင်းနေရှိလို့ဖြစ်တာဖြစ်တယ် သူဟာအပြင်းမထူဘူးပညာထက်မြက်တယ်။ဟောမကောင်းတဲ့အလုပ်ကိုရှက်တယ်။ဥတ္တန်ရှက်ပုံလေးတခုပြောပြမယ်။နော်။ပမဥတ္တန်ဆိုတဲ့အထုပ္ပတိစာအုပ်ကိုပထမအင်္ဂလိပ်လိုရေးတာ။အင်္ဂလိပ်လိုရေးတဲ့အခါကျတော့စာရေးဆရာမကဥတ္တန်စီသွားပြတယ်။စာမှုမှသွားပြ။သွားပြတော့ဥတ္တန်ကကြည့်ပြီးကျွန်တော်မဖတ်တော့ပါဘူးတဲ့။ ။အော်ဘာဖြစ်လို့လဲ။ကျွန်တော်တခုပြင်မိရင်ကျွန်တော်ပတ်သက်သွားလိမ့်မယ်။ကိုထုတ်ပတ်ဒီကိုလုံးတလူဖြစ်သွားလိမ့်မယ်။ကျွန်တော်တခုပြင်မိမှဆိုလို့မဖတ်တော့ပါဘူးလို့ပြော။အဲ့တော့အဲ့ဒီမျိုးသမီးကဘာပြောတော့ဆို။ရှင်ပြင်မိလေပြင်ကြရှိလေပြင်လိုက်ပါပေါ့ဘေးကဘယ်သူမှမသိပါဘူးရှင်ပြင်တယ်ဆိုတော့ဘယ်သူမှမသိပါဘူးလို့ကျွန်တော်သိတယ်လေတဲ့သူပြောတာအဲ့တော့ သူဟာမဟုတ်တာမလုတ်ချင်ဘူးဆိုရင်စိတ်တက်မထင်ရှားပေဘူးလားနော်သူမပတ်သက်ချင်ဘူးဆိုတာကိုဘယ်သူမှတိတိမတိတိတာအဓိကမဟုတ်ဘူးသူပတ်သက်နေတာမလုတ်ချင်သူထုတ်ပတ်တီကိုသူရေးတယ်ဆိုတော့သူစိတ်ထဲမှာဝါကြွားတယ်လို့ထင်ကောင်းထင်ပြီးလိမ့်မယ်တချို့ချက်တည်းအကယ်၍စာရေးဆရာမကရေးထားတာမပြည့်စုံဘူးဆိုရင် သူကဖြေးလိုက်လိမ့်မယ်ဖြေးလိုက်လို့ရှိရင်သူဖြေးလိုက်တဲ့ဟာအမှန်မင်းဖြစ်စေကမူသူဖြေးလိုက်သည့်အတွက်ကြောင့် ဝါကြွားတယ်လို့ဖြစ်ခြင်းနဲ့ဖြစ်သွားဟုတ်အဲ့ဒါမျိုးကိုသူကိုယ်တိုင်မပတ်သက်ချင်ဘူးလို့ပြောတယ်ဘယ်သူမှသိတာမှမဟုတ်ပဲနဲ့ဆိုကျွန်တော်သိတယ်လေတဲ့ပြောတခွန်းပဲပြန်ပြောတော့ကျွန်တော်သိတယ်အဲ့ဒီထုတ်ပတ္တိစာအုပ်ဏိထံဖတ်ဖူးရင်သိပါလိမ့်မယ်ဒီလိုရေးထားတယ်ဆိုတော့နော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော် ਨੇ အညာပဲမြတ်စွာဘုရားဟောတယ်လေ အေးတိတ်ကွဲရမှာမဟုတ်တာတွေလှုပ်တာလူတွေအထင်ရတယ်ဘသူမှမသိဘူးလို့ထင်ရတယ်တဲ့မြတ်စွာဘုရားပြောတယ်အတ္တတေပုရိသဇာနာတိမင်းသိတယ်လေတဲ့သူများမသိပေမဲ့မင်းသိပါမယ်ကွဲရမှာကိုယ့်အကိုတိတ်တိတ်ပုံမဟုတ်တာလှုပ်တာသူများမသိဘူးဆိုရင်ကိုသိနေတယ်မဟုတ်တာတွေကိုကွဲရမှာလှုပ်တယ်အဲ့ဒီလိုကွဲရလှုပ်လို့မရဘူးတဲ့ ွဲရဆိုမရှိပါဘူး။ဘာလို့လို့ဆိုအတ္တတေပုရိသဇာနာတိယတိကာတိဝါနာဝမင်းလှုပ်တာမင်းလှုပ်တယ်မလှုပ်ဘူးဆိုတာမင်းကိုယ်တိုင်သိနေတယ်လေ။ကွဲရပဲဟုတ်လေ။ဘယ်သူမှမသိဘူးဆိုတာမဟုတ်ဘူးမင်းသိနေတယ်။ကိုသိနေတာဒီပဲနဲ့ရှက်စရာမကောင်းဘူးလား။တို့တဲ့တွေကံကောင်းပြီးကြီးပွားတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်ဝိရိယရှိရမယ်ပညာရှိရမယ်ကိုချင်းတရားကောင်းမွန်ရမယ်။ကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားရမယ်ဆိုတဲ့စိတ်ဓာတ်တွေ မိမိရဲ့တဏ္ဍမမရှိသေးရင်ရှိအောင်ရှိပြီးလို့ရှင်တိုးတက်ရှင်သန်မြားပြားခိုင်မာလာအောင်ကြိုးစားအထောက်ကြအမှာဖြစ်တယ်လို့ကိုစီကိုစီမှတ်သားပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း